ပြဿနာမကြီးခင်ငါတို့အမြန်ထွက်ရှာရအောင်ဟာကိစ္စရှိလို့မင်းတို့ဒီကိုရောက်လာကြတာလေနတ်စိုးကြီးထွက်ပြေးသွားလို့ပါကျွန်တော်မျိုးတို့အကုန်လိုက်ရှာကြည့်ပြီးပါပြီလုံးဝရှာမတွေ့လို့ငရဲမင်းစီကိုလာရောက်တင်ပြတာပါ မင်းတို့တွေဘာလုပ်နေကြလဲအဲ့နတ်ဆိုးကထွက်ပြေးသွားတာလဲကျေးဇူးပြုပြီးတော့ကျွန်တော်မျိုးတို့ခွင့်လွှတ်ပေးပါကျွန်တော်မျိုးတို့တောင်းဝန်မယူတာမဟုတ်ပါဘူးငရဲမင်းကြီးသာအမိန့်ပေးမှဆိုရင်ကျွန်တော်မျိုးတို့အဲ့နတ်ဆိုးကြီးကိုရအောင်ရှာပြီးတော့တတ်ပြဖို့အစဉ်သင့်ပါမယ်မင်းတို့ဘာမှမသိဘူးဒီနတ်ဆိုးကငရဲပြရနဲ့ထွက်ပြေးလို့မဖြစ်ဘူးကွာအဲ့ဒီနတ်ဆိုးကတာမန်နတ်မိတ်ဆာရင်းနဲ့မတူဘူးဒီမိတ်ဆာနတ်ဆိုးကအရင်ချိန်တုန်းကနတ်တစ်ပါးဖြစ်ခဲ့ဘူးတယ် ကြီးမားတဲ့အမားတစ်ခုလုပ်ခဲ့တာကြောင့်အခုလိုငရဲပြီးမှအပြစ်ပေးခံနေရတာအဲ့ဒီနတ်ဆိုးရဲ့အစွမ်းဟာတခြားတရဝါရီရဲ့အစွမ်းအားကိုဆုပ်ယူနိုင်စွမ်းရှိတယ်ပြင်အဲ့ဒီအစွမ်းတွေကနတ်ဆိုးအတွက်အာနာအရှင်အဝါဖြစ်ပြောင်းလဲစေနိုင်တယ်လူပြည်တဲ့နတ်ဆိုးကြီးရောက်သွားရင်ဒီလောကကြီးတစ်ခုလုံးကြီးမားတဲ့ဒုက္ခအကြီးကြီးကြောက်လိမ့်မယ်နတ်ဆိုးကြီးဘယ်နေရာမှာပဲသွားပုံနေပါစေကျွန်တော်မျိုးတို့တွေ့အောင်ရှာပါမယ်ငရဲမင်းကျွန်တော်မျိုးတို့လမ်းကြောင်းဖွင့်ပေးလိုက်ရုံပါပဲအဲ့ဒီနတ်ဆိုးကိုနှိမ်နေနိုင်ဖို့အတွက်ကျွန်တော်မျိုးတို့အသက်ကိုလည်းအဆုံးရှုံးခံနိုင်ပါတယ် အဲ့ဒီနတ်ဆိုးကလူပြည်တွေကိုထွက်ပြေးသွားပြီကွာ။နတ်တပါးဆောင်းရှောင်းနေတဲ့မြောက်ပိုင်းနယ်မြေမှာရှိနေလိမ့်မယ်။ဒါဆိုမြောက်ပိုင်းနယ်မြေမှာပုံနေရဲဆိုပါတော့နတ်ဆိုးကိုကျွန်တော်မျိုးတို့အ мян သွားခေါ်ပြီးတော့ဖမ်းခဲ့ပါမယ်။အေးအ мян ဆိုးရအောင်ဖမ်းခဲ့။မြောက်ပိုင်းနယ်မြေကိုရောက်သွားရင်အရေးကြီးဆုံးအရာအရင်ဦးဆုံးမြောက်ပိုင်းမြေဆောင်တပ်ကိုခွင်တောင်းဖို့လုံးဝမမေ့နဲ့။အသေးချာမှတ်ထား။အရာနယ်မြေအုပ်ချုပ်သူနဲ့တွေ့တဲ့အခါမှာလုံဆောင်အောင်မယ်အရေးကြီးဆုံးအချက်ပဲ။နားလည်ပါပြီငရဲမင်း။ ကျွန်တော်မျိုးတို့အခုချက်ချင်းထွက်ရှာပါမယ်။နတ်ဆိုးကြီးရဲ့စူပူတောင်းချမ်းမှုတွေလုံးဝလုံးခွေမပေးပါဘူး။အိုင်းတော်ငရဲမင်းကလူပြည်သွားမယ်လမ်းကြောင်းတစ်ခုဖွင့်ပေးလိုက်ပါမြောက်ပိုင်းနယ်မြေဆိုတာဒီနေရာပါလားဒီနေရာမှာအုပ်စုထားတဲ့မြင့်မြတ်တဲ့အစွမ်းတွေငါခန်းစားမိတယ်မြောက်ပိုင်းမြေဆောင်နယ်လည်းဒီနေရာနဲ့မနေမဝေးမှာရှိနေလောက်မယ်ငါတို့အမြန်သွားရှာရအောင် ဟိုနတ်ဆိုးကပုံနေပြီးတော့လာတက်ခိတ်ဖို့အချိန်ကောင်းဆုံးနေရလဲဖြစ်နေတယ်အခုလိုကျေလောင်တဲ့ခြေတန်းပိုင်းရှင်ထောက်ရင်မြေဆောင်တဲ့ခြေတန်းပဲဖြစ်လိမ့်မယ်မင်းတို့ဘာကိစ္စရှိလို့အခုလိုမျိုးငါပိုင်တဲ့ထက်ကိုရောက်လာတာလဲ အခုကြောက်ရွံ့လာမယ့်အန်ဒီကိုမြေဆောင်ထံသိအောင်ကျွန်တော်မျိုးတို့ကလာတင်ပြတာပါဒီနှဆိုးကတာမန်နှဆိုးမဟုတ်ဘူးပဲငရဲထောင်းနေတော့ထွက်ပြေးလာနိုင်ပြီးတော့ငါ့နယ်မြေမှာလာပုံးနေတယ်လေဆိုတော့အဲ့ဒါကြောင့်မကျွန်တော်မျိုးတို့အဲ့နှဆိုးအနေနဲ့ပို့ရောက်လာတာပါဒီအတိုင်းထားထိုင်အဲ့နှဆိုးကအခွင့်ကောင်းယူပြီးတော့လူပြည်နယ်ဝိညာဉ်လောကမှာပါအန်ဒီရဲ့လောက်ကိုမိပါဆိုလို့ပါမြောက်ခွက်နယ်မြေကိုစောင်းရှောက်တဲ့နဲ့အနေနဲ့ ဲ့လိုကိစ္စမျိုးလိုးဝမဖြစ်စေအောင်အားလုံးနဲ့ပူးပေါင်းပြီးအဲ့ဒီကောင်ကိုရအောင်နေနေမယ်ဟာဟာဟာနောက်ဆုံးတော့ငါငရေပြည်နဲ့လွတ်မြောက်ပြီးတော့လွတ်လပ်ခွင့်ရနိုင်ခဲ့ပြီ ီနေ့ဟာအရင်တိတ်ဆိတ်လုံးတာပဲပူပင်တော့ကခန်းစားမှုတွေလုံးဝမရှိဘူးပေါ့ဒါဆိုဒီနေ့ဟာအသက်ဝင်သွားမိတွေလောင်စာထက်ပြရလူပြည်မှာငါ့အတွက်အစွမ်းတွေဆုပ်ယူလို့ကောင်းတဲ့အလိုက်ဖတ်ဆုံးနေရပဲအဲ့ဒီအစွမ်းတွေကပဲငါ့အတွက်အာနာအရှိအဝါကြီးဖြစ်အောင်လည်းလုပ်ဖို့ဝိညာဉ်တစီရီအားလုံးအိဆက်ချင်းကနေနိုးထလာကြလို့ငါအတန်ကိုနားထောင်ကြမင်းတို့အချိန်ကြောက်ရောက်လာပြီ င်းတို့အားလုံးအသေးချာနားထောင်လူတွေရဲ့ကြောက်လန့်စေးကိုနိုးစော်ပြီးလူတွေရဲ့စိတ်အားငယ်မှုအဆွမ်းအောင်ဆုပ်ယူမယ်လူတွေရဲ့မကောင်းတဲ့အပြစ်တွေကငါ့အတွက်ဆွမ်းအားတွေပြည့်စေတယ်ငါ့ကိုဘယ်သူမှလာမရှင်နိုင်လို့မဲ့ကြီးကျယ်မှုတစ်ခုရလာစေတော့မယ်ဟာဒီနေရာကအကုန်မိရှုပ်ပြစ်မယ်ဘယ်သူမှငါ့ကိုလာတားနိုင်မှာမဟုတ်ဘူး ဒီနေ့တနေ့လို့ကောင်းကင်ကြီးကမှောင်မဲနေရပဲမုံလန်းရောက်လာတော့မယ်ထင်တယ်ကျမတို့ရွာမှာဒီလိုဖြစ်ရတခါမှမကြုံဘူးမုံလန်းသာပြင်းပြင်းထန်ထန်ကြားရောက်လာရင်အိမ်နေရာတေးကြပေါက်ပျက်စီးကုန်တော့မှာအင်းလေအခုလက်ရှိငါတို့မှာအာကိုလို့ရတဲ့အရာမြင့်မြတ်တဲ့မြေဆောင်နဲ့ပဲရှိမှာရွာထဲမှာရှိရဲ့မြေဆောင်နဲ့ရဲ့နှက်ကုန်းစီကိုကျမတို့အနေရကနေกินရမကောင်းဆိုးအားတွေဖယ်ရှားပေးပြီးတော့ ကျမတို့အားလုံးကောက်ွယ်ပေးဖို့တွားစုတောင်းမလို့မြေဆောင်တဲ့ကငါတို့ရွာရဲ့နှက်တပါပဲဘိုးဘခင်ကလေးကရွာသူရွာသားတွေရဲ့အားကိုးစရာဖြစ်ခဲ့တာအဲဒီချိန်မှာရွာသူရွာသားတွေမြေဆောင်နဲ့ရဲ့နှက်စင်စီကိုတွားခဲ့ကြပါတယ်မြေဆောင်တဲ့ကြီးရှင်ကျမတို့ရွာကိုကောက်ွယ်ဆောင်ရှောက်ပြီးမကောင်းမှုအားလုံးကိုဖယ်ရှားပေးပါဒီမှာနေထိုင်တဲ့ကလေးတွေ အန်ဒီရဲ့တစုံတရာမကြောက်ရောက်လာပါစေနဲ့ကျေးဇူးပြုပြီးကျမတို့ကိုကာကွယ်ပေးပါ တိတ်ဆိတ်တဲ့ညတွေကိုအော်ဟစ်တန်နဲ့နှုံလင်းချက်မဲနေတဲ့အတန်တွေဖြစ်ငါပြောင်းလဲလိုက်မယ်။ဒါရဲ့သရေးဆန်တွေတော့ကြောက်လန့်နေစေရမယ်။လာရောက်အောင်မတော့ငါရဲ့ဆွာအောင်မတားဆီးနိုင်စေရအောင်။ကိုအစားပြီးပေါင်ပိုင်းမှုကငါ့ရဲ့ဒိုင်းကဖြစ်လာလိမ့်မယ်။ကြောက်ရွံ့မှုတွေကငါ့ရဲ့ဆွမ်းအားတွေကိုပိုတန်ပါလာစေလိမ့်မယ်။ဒီညမင်းတို့နဲ့ငါနဲ့အတူလူသားရဲ့ရွာတွေကိုလိုက်တောင်းကျပ်ပြအောင်။လူသားတွေကိုကြောက်ရွံ့မှုရဲ့ကြိုးဖြစ်အောင်လုပ်ကြမယ်။ ကာအကွေကြီးကတကယ်ကိုစိတ်အနှောက်အယှက်ဖြစ်စရာပဲဒီလောက်နဲ့ငါ့ကိုခုခံနိုင်မထင်းနေရလားအဲ့နောက်နတ်ဆိုးဟာမန္တန်တခုရွတ်ဆိုလိုက်တာကြောင့်အကာအွယ်လုထားတဲ့အရာကပျက်စီးသွားပြီဘသူမှငါလမ်းကိုလာတားလို့ရမှာမဟုတ်ဘူးတေးစေးဘီနိနေချာချာအိပ်ပြောနေကြတာပေါ့ အခုကစပြီးမင်းတို့ကိုကြောက်ရွံ့မှုအတန်းနဲ့ငါနှုတ်ပြလိုက်မယ်။ကောင်းလေ။အော်ငူကြ။ငူကြ။ဒီအတန်းလေးရန်တော့ဟောလို့ကောင်းလိုက်တာငိုပါနဲ့ကလေးရဲ့ ဘာမှမဖြစ်ဘူးနော်မကြောက်ပါနဲ့အကွာအခုဘေးမှာရှိနေပြီနော်ဟာဟာငါဒီလိုမခံစားရတာကြာပြီငါခေါ်အားတွေပြန်ကောင်းစားပြုလာပြီမင်းတို့အားလုံး အခုငါအလဲရောက်ပြီမဲသူတော်စင်အပေါင်းတို့ကျွန်ုပ်တို့ရဲ့တာသမီမြင်းမြင့်တွေကိုအခုအန်ရယ်ကနေကင်းရကောက်ွယ်ပေးပါဒီမြေဆောင်နိုင်ရဲ့အဆောင်ပစ္စည်းကငါလက်အောက်ငယ်သားတွေဒီလောက်တော့ကြောက်စရာကောင်းတဲ့အရာတစ်ခုဖြစ်နေရတာ အရာကိုပြဖြစ်သွားအောင်မျိုးရှုပ်ပြမယ်ဆောင်ဘာမှလုပ်လို့မရဘူးပဲ။ဒါဆိုတရွာလုံးကမေးရှုပ်ပြလိုက်မယ်။ငါ့ရဲ့ငရဲမျိုးခံနိုင်ရင်ရှိမလားဆိုတော့ကြည့်လိုက်အောင်ပေါ့။နတ်ဆိုဟာမိတော်တို့ခုကိုဖမ်းဆင်းလိုက်ပါ။ ဘာမှငါ့ကိုလာတားဆီးလို့မရဘူး။အဲ့ဒီအချိန်မှာအယံမင်းလွတ်လိုက်တဲ့မရဲသားတွေကနတ်ဆိုးအရှိကိုရောက်လာခဲ့တယ်။မင်းကဒီမီးကိုဖမ်းဆင်းလိုက်ုံပဲ။ဒီမီးကိုထိချုပ်ဖို့ကငါတို့ရဲ့တာဝန်ပဲ။ဒီမီးကိုသုံးဖို့စဉ်းစားလိုက်ခရီးကမင်းမှားတာ။အဲ့ဒီမီးကငါတို့မင်းကိုမင်းမြန်ရှာတွေ့စီတယ်။မင်းရဲ့အချိန်ကုန်ပြီ။ ငါ့ကိုရက်တာနိုင်မယ်လို့မင်းတို့ထင်နေရငါငရဲမှာပြိမိခံရတဲ့အချိန်ကိုငါအခုဒီကောင်းကောင်းမှတ်မိနေသေးတယ်မင်းတို့နှစ်ကောင်အဲ့ဒီနာကျင်မှုငါဘယ်တော့မှမမေ့ဘူးဒီတစ်ခါတော့မင်းတို့တယောက်ငါလက်စားချင်ပါလူသားတွေရဲ့ကြောက်ရွံ့ခြင်းရရခဲ့တဲ့အဆွမ်းအားတွေကငါ့ကိုတကယ်ကျဉ်းနှက်စေတာပဲ။ လိုက်စမ်းနတ်ဆိုးကြီးငါနေပြီမှာစူပူမှုတွေဖြစ်အောင်လာလုံရဲနေတယ်ဟုတ်ခမရအားလုံးပြောပြောနေကြတယ်မိမြတ်တဲ့မေးဆောင်တာမင်းငရဲထောင်းနေထွက်ပြေးလာတယ်ငရဲမှာစူပူမှုတွေလုပ်ခဲ့တာလည်းမကောက်ဘူးအခုမင်းကလူပီကိုလာပြီးတော့စူပူတောင်းချမှုတွေထပ်လာလုပ်နေသေးတယ်ဒီဝိညာဉ်တွေကလည်းမင်းနှုတ်လိုက်တဲ့ဝိညာဉ်တွေလားဝိညာဉ်တွေနှုတ်ဆိုလိုက်တဲ့ပြစ်ဒဏ်အဆုံးမရှိဘူးဒီဝိညာဉ်တွေလည်းအပြစ်ပေးခံတယ် င်းလို့ဝိညာဉ်တွေကငါမျက်စိရှိရတယ်ဘယ်တော့မှလုံးမြောက်မှာမဟုတ်ဘူးမင်းရဲ့လောက်ငယ်သားတွေလည်းငါတို့နေနေလိုက်ပြီအခုမင်းအလှပဲနတ်ဆိုးမင်းသားတို့ဘက်ကနတ်ဆိုးကိုနေနေတဲ့အချိန်မှာနတ်ဆိုးရဲ့အဆွမ်းအစားကြောင့်မင်းသားတို့ဒဏ်ရာရတယ်နဆူရဲ့ဆွားအားတွေကများလုံးနေလို့မတို့မခုတ်ကနိုင်တော့ဘူးဘယ်သူမှငါ့ကိုမတားဆီးနိုင်ဘူးမင်းအတင်းရဲလာပြီလား ငါပိုင်တဲ့ထက်မှမင်းရဲ့တတ်တည်တွေလာပြတယ်။ငါဘာမှမလုပ်ခွဲဒီတိုက်ရှက်ကြည့်နေမယ်လို့မင်းတို့ထင်နေရတာ။ဒီကိစ္စကမင်းနဲ့မဆိုင်ဘူး။အဲ့ဒါကြောင့်ဝင်မရှုံနဲ့။ဒီပိုင်တဲ့ကမင်းရဲ့နယ်မြေဆိုရင်ငါနောက်ဆုတ်ပြီးတော့ဒီလာမနောက်ရှက်တော့။ငါတို့မပတ်သက်ကြပဲနေကြရအောင်။ဒါပေမဲ့ဒီနေရာကမင်းလိုငရဲနယ်ဆိုနေရမယ့်ထောင်နေရာမဟုတ်ဘူး။တခြားနေရာမှာမင်းရဲ့စူပူတောင်းချမ်းမှုတွေငါလောက်ခွင့်မပေးဘူး။ဆို

မင်းကတော်တော်တတ်သိရှိတာပဲဒီရွာကိုကောက်ွယ်ပေးနေတဲ့မင်းရဲ့နတ်စင်ကိုဖျက်ဆီးလိုက်မယ်ဆိုရင်ဒီမှာရှိတဲ့လူသားတွေရဲ့ယုံကြည်မှုကိုငါချိုးဖျက်လိုက်ရင်ရွာသားတွေကလည်းအကူအညီမဲ့ဖြစ်သွားပြီးတော့လူသားတွေကြောက်ရွံ့ကြပြီးလက်သူတော်စင်တွေလည်းကောက်ွယ်ပေးနေမှာမဟုတ်တော့ဘူးမင်းလိုနတ်ဆိုးကငါ့ကိုချင်းချောက်ပိုင်ခွင့်မရှိဘူးအပြစ်မဲ့သူတွေရဲ့မျှော်လင့်မှုကိုငါလုံးဝဖျက်ဆီးခွင့်မပြုနိုင်ဘူးအဲဒီနောက်နတ်ဆိုးညီဆောင်တဲ့နတ်စင်ကိုဖျက်ဆီးဖို့စူးစမ်းခဲ့တယ် မင်းဆွမ်းအားရဘာထက်အလှမ်းဝေးနေတယ်။မရဲ့နဆူမင်းကနဲ့ဘယ်တော့မှတိုက်ခိုက်နိုင်မှာမဟုတ်ဘူး။ဒီတစ်ခါကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်ပြဿနာမဖြစ်အောင်ဒီနာဆိုးကိုအပြည့်ပေးဖို့ ငရဲ့ပြူပြက်ခေါ်တော့လိုက်ပါမယ်ခင်ဗျားတို့တာဝန်ယူကောင်းကောင်းလုပ်ခဲ့ကြတာပဲဒီနတ်ဆိုးကိုစီကံအတန်းအပြစ်ပေးဖို့ငရဲ့ကိုပြန်ပြန်ခေါ်တော့လိုက်တော့အနေညာမုံတိုင်းကြီးနဲ့မူချိုးပစ်တာကြောင့်အိမ်နေပြက်စီးလို့နေပါဖြစ်ခဲ့တယ်။ငါမကြီးကတညလုံးထိတ်လန့်ပြီးအော့ငုံနေတာ။ငါမကြီးလည်းတော်တော်လန်သွားဖို့ရတယ်။ ကျမသားနဲ့အတူတူပဲတညလုံးမရမနာငူနေရဲ့အိမ်တစ်ခုလုံးတုံခါနေလို့တညလုံးကျမမအိပ်နိုင်ခဲ့ဘူးဘဝမှာဒီလောက်ပြင်းထန်တဲ့မုံတိုင်းမျိုးအခုမှပဲကြုံမှုတယ်ငါလည်းငါတို့ကိုကောင်းွယ်စောင့်ရှောက်ပေးဖို့ရေးဆောင်တဲ့စီမှာစူတောင်းနေရုံတော့ပဲလုံနိုင်ခဲ့တာဒါမဲ့မကြခင်မဲ့ပြင်းထန်တဲ့မုံတိုင်းရအံအုံးပွဲညိတ်သက်သွားတယ်မူချိုးတန်တော့မကြရတော့ဘူးအနေရည်စီးရနေအမြဲကောက်ွယ်ပေးနေရဲ့ရေးဆောင်တဲ့ရှိနေတာ ကျမတို့ရွာရဲ့ကံကောင်းမှုတစ်ခုပါပဲ CKO မှာဖုန်းဖြင့်ရေးဆွဲနိုင်မဲ့ဒုတိယ animation cartoon တင်နန်းကိုစတင်ဖွင့်လှစ်လိုက်ပါပြီခင်ဗျာ software တွင်ဒီ animation အခြေခံမှစတင်ပြီးတော့အခု video မှာပါတဲ့ animation movie တွေကိုဆွဲနိုင်တဲ့အထိလေ့လာသင်ကြားရမှာဖြစ်ပါတယ်ဗျ social media မှာ animation story ဖန်တီးပြီးတော့ဝင်ငွေရှာလိုတဲ့သူတွေကာတွန်းနီးပညာနဲ့မိမိရဲ့စကူးရင်ကပါကိုဖန်တီးလိုသူတွေဝါသနာအနေနဲ့ရောဝမ်းစာအနေနဲ့ရောလေ့လာလိုသူတွေ ် CKO ကဖန်တီးထားတဲ့ဗီဒီယိုတွေအတိုင်းစိတ်ဝင်စားဖန်တီးကျင်သူများအတွက် CKO မှာ YoYo Class နဲ့ Master Class ဆိုပြီးတော့သင်တန်းနှမျိုးဖွင့်ပေးထားပါပြီခင်ဗျာမိမိကျန်တဲ့တရားအတန်းအောင်ရွေးချယ်ဖို့ CKO မှာအတန်းအရင်နဲ့သိကျင်အောင်မေးလို့ရပါပြီနော် Facebook Group Telegram Channel ကနေ CKO Team မှာ 2D Animation Manager ကိုရိုင်းဗီဒီယိုသင်ခန်းစာတွေနဲ့သင်ကြားပေးမှာဖြစ်ပါတယ်သင်တန်းကြီးအနေနဲ့ကတော့အခု February လအတွင်းမှာအနှံသူများအတွက် YoYo Class 2သိန်းချက် Master Class 3သိန်းချက်နဲ့သင်ကြားပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ တင်နန်းသားအကတ်အသတ်ရှိသလိုတင်နန်းကြီးကလည်းဖေဗူဝါရီလကုန်နဲ့ပြောင်းလဲသွားမှာဖြစ်လို့အခုအပ်ချက်အခုပဲအဲ့လိုရပါပြီခင်ဗျ